အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပုံမြင်လေးကတော့မိဘကျေးဇူးဆက်တဲ့တမီလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်တော့အနာပါအန်ဂီတာနဲ့စန်ဂီတာတို့နှစ်ယောက်လုံးကအကြောင်းအထူးတူတက်နေခဲ့ကြတာပါဒါပေမဲ့သူတို့နှစ်ယောက်ကတော့ဘဝချင်းအရန်ကိုကိုယ်ချလုံးကြတဲ့သူတွေပါ အန်ဂီတားဖခင်ဖြစ်သူကလမ်းဘေးမှာမုတ်ရောင်းနဲ့မုတ်တဲတအုပ်ဖြစ်ပြီးစန်ဂီတားဖခင်ဖြစ်သူကတော့စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ပါ။ဒါပေမဲ့နှစ်ယောက်သားကတယောက်ကိုတယောက်အရန်ကိုချစ်ကြတဲ့တငယ်ချင်းအရင်းတွေဖြစ်ကြပါရဲ့။စန်ဂီတားကတော့ပါနီဖူရီပူပူလေးစားရတာအရန်ကြိုက်ပါရဲ့။ဒါကြောင့်တရက်မှာတော့သူကလည်းအန်ဂီတားကိုပြောလိုက်ပါရဲ့။အန်ဂီတားရဲ့ဒီနေ့တော့ငါပါနီဖူရီစားချင်လိုက်တာဟာအဲဒါကြောင့်အဲဒါကြောင့်ဆိုရင်တော့နေငါနဲ့အတူတူငါ့ရဲ့အိမ်ကိုလိုက်ခဲမှဖြစ်မယ်။ ငါပြောတာမှန်တယ်မလားမှန်တာပေါ့တကယ်ကြီးရင်မှန်တာပေါ့အော်နီပူရီပူပူလေးကတော့နေမဲ့ငါတို့ကိုလောက်ကျွေးနိုင်လိမ့်မယ်ဒါဆိုရင်တော့နင်ဘာတွေဒီလောက်ကြောင်မှစဉ်းစားနေရလဲတော့ကြမယ်လीစံဂီတောဆိုရင်မိန်ကလေးကတော့ပါနီပူရီစားတာအရန်ကြိုက်ပါတယ်ပုံမကောင်းမွန်တဲ့အစားအသောက်တွေတမရှိမှလာချထားမယ်ဆိုရင်တော့မှတမကတော့ပါနီပူရီပါပဲဒီလိုနဲ့အန်ကီတာပြောလိုက်တဲ့အချိန်မှာသူနဲ့အတူတူအိမ်ကိုလိုက်လာခဲ့ပါတယ်အန်ကီတာကလည်းသူတို့ငယ်ချင်းစားဖို့အကြွတ်ပါနီပူရီပူပူလေးလောက်ပေးလိုက်ပါတယ် တခုပြောပြရမလားတကယ်ချင်းနင်လောက်ကြတဲ့ပါနီပူရီကတကယ်စားကောင်းနေသီလားလောက်ထားတဲ့အချင်းကြီးကလည်းကောင်းလိုက်ကြဟဲ့အရသာအရှိဆုံးပဲငါပြောတာအနားထောင်စမ်းမနင်ဒီလုံကန်းကိုပဲလုံးသီလားနင်အကြော်လေးအစဉ်ပြေလာလိမ့်မယ်လို့ငါကတော့ထင်တယ်ဂျာဘောစံဂီတာရဲ့ဂျာကငါ့ရဲ့မိသားစုလုံးနေရဲ့အလုပ်ပဲလေငါကြိုက်တဲ့အချိန်ထားလုပ်လို့ရတယ်အတ္တပြောတာတကယ်ချင်းရင်နင်လောက်ကြွေးတဲ့မုတ်ကိုစားလိုက်တော့ငါနေပြန်ကောင်းသွားတယ်လို့ပဲ အန်ဂီတာနဲ့ဆန်ဂီတာတို့နှစ်ယောက်အလုံးကြောင်းအတူတူတန်းနေတဲ့အချိန်အတွင်းဆန်ဂီတာကတော့အန်ဂီတာလောက်ကျွေးရဲ့မုတ်ကျွေးကိုအမြဲစားရကြပါတယ်။ဒီလိုနဲ့အချိန်တွေတစ်ဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးရဲ့နောက်မှာတော့ဆန်ဂီတာလည်းလက်ထပ်သွားခဲ့ပါတယ်။ဆန်ဂီတာလက်ထပ်ပြီးရဲ့နောက်မှာတငယ်ချင်းနှစ်ယောက်လုံးလည်းဝေးကွာသွားခဲ့ကြပါပြီ။လက်ထပ်ပြီးသွားခဲ့တဲ့ဆန်ဂီတာကတော့အိမ်နောက်တာဝန်တွေကိုထမ်းဆောင်နေရင်အလုံးရှုံနေခဲ့ရပေါ့။ဆန်ဂီတာရဲ့ယောက်ျားကလည်းချမ်းသာတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ နဝင်းကတော့သူ့ရဲ့မိန်းမစံဂီတာကိုတော်တော်လေးချစ်ရှာပါတယ်။ဒါကြောင့်အငြင်းရမ်းလေးဒီယူဆိုင်ပါတယ်။ကဲစံဂီတာဒီနေ့ငါတို့အပြင်လေးပါလေးထွက်လေကြမယ်လေ။ဒီနေ့ငါမြို့မှာအရန်ကိုနမဲကြီးရဲ့ပါနီပူရီဆိုင်ကိုခေါ်သွားမယ်။တကယ်ပြောနေရလားယောက်ျားရဲ့ကျမလေးပါနီပူရီဆာကအရန်ကြိုက်တယ်တီလား။ပါနီပူရီပူပူလေးဘလောက်ကြောင့်မှစားကောင်းပြီးအရသာရှိလိုက်တယ်လဲရှင်။အခုစဉ်းစားနေနေရမှာပဲကျမတည်ရကြလာပြီ။လင်မယားနှစ်ယောက်သားအပြင်ထွက်ပြီးမှုတ်စားမဲ့အကြောင်းလေးပြောဆိုနေခဲ့တဲ့အချိန်မှာပဲ။ ရှောင်းမနဲ့ရောက်ကမဖြစ်သူတယောက်လုံးအခန်းထဲကိုဝင်လာခဲ့ကြပါရဲ့။ရှောင်းမလေးကလည်းသူ့အကိုကိုပြောလိုက်ပါရဲ့။အကိုရဲ့ရှောင်းမတယောက်တည်းကိုပဲမဝဲကျွေးဖို့အတွက်အပြင်ကိုခေါ်သွားမှလား။ကျမတို့ကိုရောအတူတူမခေါ်သွားတော့ဘူးလား။ကျမတို့လည်းအပြင်ထွက်ပြီးမုတ်လေးပါလေးစားချင်တယ်လေ။အေးဟုတ်တယ်။တာလီရဲ့မုတ်ကတော့အမေတို့လည်းစားချင်သေးတယ်။အေးဟုတ်ပြီလေဒါဆိုလို့ရှိရင်သွားကြတာပေါ့စံဂီတာရဲ့ဘယ်လိုလဲငါတို့အားလုံးအတူတူသွားပြီးရောမဟုတ်သွားစားကြမယ်နော်ငါပြောတာအမှန်နဲ့မဟုတ်လား ကောင်းတယ်လေသွားကြတော့ပါရှင်ရှင်ပြောတာမှန်တယ်ကျမတို့အားလုံးအတူတူသွားပြီးတော့မဟုတ်သွားစားကြမယ်အခုလည်းပြောပြီးနောက်မှာတော့အားလုံးကလည်းအတူတူသွားပြီးမဟုတ်သွားစားခဲ့ကြပါရယ်စံဂီတာကတော့အယံကိုနမဲကြီးပါတယ်ဆိုတော့ပါနီပူရီဆိုင်မှာမဟုတ်စားနေခဲ့ရပါမယ်နည်းနည်းလေးမှအရသာရှိတယ်လို့မထင်ပါဘူးသူမစားပြီးနောက်မှာတော့စိတ်ပြတ်ဝမ်းနေသွားပါရယ်ဘလို့ဖြစ်တော့လဲစံဂီတာရဲ့စားလေမင်းုံကြည့်ရတာမျက်နှာကလည်းပြက်နေတယ်အရသာမရှိဘူးလားအေးဟုတ်တယ်ယောက်ျားရဲ့ငါစားကြည့်တာလေဒီမုတ်ကဘာမှအရသာလည်းမရှိဘူး ချိန်မလေးရဲ့နင်ဘာတွေပြောနေရလဲဟမ်တမျိုးလုံးမှာဒီဆိုင်ထက်ပိုတန့်ရှင်ပြီးအရသာကောင်းတဲ့ဆိုင်ဒီဇိုင်းမှမရှိဘူးဒီဆိုင်ကတကယ့်ကိုနမဲကြီးပဲနင်မကြိုက်ဘူးဆိုလို့ရှင်တော့မစားနဲ့ငါတို့ကိုတော့စားခွင့်ပေးစမ်းပါဟုတ်တယ်စံဂီတာရဲ့သူ့လောက်ထားတဲ့မုတ်ကအရန်ကိုအရသာရှိတယ်လို့ငါလည်းထင်တယ်စားပါကွာတော်ပါပြီကျမဒါတွေကိုမစားခြင်းဘူးကောင်းလည်းမကောင်းပဲနဲ့ဘာဒီနေ့ကစားပြီးစံဂီတာကလည်းသူမအရန်ကိုကြိုက်တယ်မုတ်ကိုထက်ပြီးတော့မစားတော့ပါဘူး သူသမျက်ကြီးအမြဲတမ်းလှုပ်ကြွေးနေခဲ့တဲ့မုတ်တွေရဲ့အရာသားကိုတော့သူမရဲ့ဘဝမှာဘယ်တော့မှမေးနိုင်မှာမဟုတ်ပါဘူး။ဒီလိုနဲ့ပဲရက်အနေငယ်ကုံဆုံးသွားခဲ့ပါလေ။တရမစံဂီတာကတော့သူရဲ့မိသားစုဝင်တွေနဲ့အတူတူမင်္ဂလာဆောင်ပွဲတစ်ပွဲကိုသွားကြခဲ့ပါလေ။အဲ့ဒီမှာရှိတဲ့အမျိုးသမီးတွေကတော့ပါနီပူရီကိုစိတ်ကြိုက်အဝါစားတောင်းနေကြပါရဲ့ဒီအချိန်မှာစံဂီတာရဲ့ရောင်မလေးကလည်းပြောခဲ့ရပေါ့ရောင်မရေရောင်မဒီမလာကြည့်ဒီပါနီပူရီကပို့ပြီးတော့စားကောင်းနေသီလား ိုနေ့ကကျမတို့သွားစားခဲ့တဲ့ဆိုင်ကအရသာထက်အများကြီးပိုပြီးတော့တာတယ်။ဒီအရသာကိုတစ်ချက်လောက်မြေးကြည့်ပါလိုက်ရင်မစားပါဘူးနေရှာရဲ့တော်ပါပြီ။ငါဘာမှမစားချင်တော့ဘူး။မဟုတ်ဘူးရောင်းမမရဘူးနော်။ဒီနေ့တော့ပါနေဖို့တွေတခုမဆိုစားကြည့်မှဖြစ်မယ်။စားပါစားပါစားကြည့်စားကြည့်။ကျမကြွေးမယ်စားနော်။အေးပါဟဲ့အေးပါနေအလောက်တောင်မှပြောနေအောင်ဆိုတော့ငါတခုလောက်စားကြည့်လိုက်မယ်ပေးပေးပြောဆိုပြီးနောက်မှာစံဂီတာကလည်းမဟုတ်ကိုစားကြည့်လိုက်တဲ့အချိန်မှာရုတ်တရက်အံအားသင့်သွားခဲ့ပါရဲ့အံဂီတာအံဂီတာ ဒီအရသာငါကောင်းကောင်းသိတယ်ငါတငယ်ချင်းအန်ကီတာလောက်ကျွေးရဲ့အရသာနဲ့တပုံစံနဲ့ပဲဒါနဲ့ရောင်းမအန်ကီတာဆိုတာဘယ်သူလဲအမရဲ့အခင်ဆုံးတငယ်ချင်းပေါ့သူကပါနီပူရီလောက်ကြတကယ်အရန်ကိုကြောတယ်သူလောက်တဲ့မုတ်တွေကိုဆိုလို့ရှင်တော့စားပြီးတော့ရင်ဘယ်တော့မှမေ့နိုင်မှာမဟုတ်တော့ဘူးဒါနဲ့အကိုရဲ့ဒီပါနီပူရီကိုဘယ်သူကလောက်တာလဲမိန်ကလေးတယောက်လောက်ကြပါမိန်ကလေးဟုတ်လားတေးကြတယ်တေးကြတယ်သူကတော့အန်ကီတာပဲဖြစ်ရမယ်နေရှာရေနေငါနဲ့အတူတူလိုက်ခဲ့အဲ့ဒီမိန်ကလေးနဲ့ငါတို့တွားတွေ့ကြမယ်လား ဒီလိုနဲ့စံဂီတာကလည်းသူ့ရောင်မလေးကိုခေါ်ပြီးနောက်မှာတော့အနောက်မှာမုန်းလုံးနေတဲ့သူတွေစီသွားကြည့်လိုက်ပါတယ်။ဒီအချိန်မှာသူရဲ့တငယ်ချင်းအန်ဂီတာကိုတွေ့ခဲ့ရတဲ့အတွက်သူမအန်အားတင်သွားခဲ့ရပေါ့။စံဂီတာကိုတွေ့ခဲ့ရတဲ့အခါမှာတော့အန်ဂီတာလည်းဝမ်းနဲ့လုံလုံမြည်ရီကြလာခဲ့ပါတယ်။စံဂီတာရေနေပါလားလက်ထပ်ပြီးတော့အရန်အောင်လှပနေရေနော်။နေပြောတယ်မဟုတ်လား။အေးငါပြောပါရဲအန်ဂီတာရဲ့ဒါပေမဲ့နေ့ုံကြည့်ရတာတော့ပြောတဲ့ပုံစံပေါက်ဖို့မငိုပါနဲ့အန်ဂီတာရဲ့မငိုပါနဲ့ဘာလို့ငိုနေရတာလဲငါ့ကိုလာဖတ်စမ်းမအောင်တကယ်ချင်းရဲ့ ။အန်ကီတာခေါ်လိုက်တဲ့အချိန်မှာအန်ကီတာကလည်းသူ့အလောက်ဖတ်ပြီးငိုနေခဲ့ပါတယ်။မငိုပါနဲ့တငယ်ချင်းရဲ့မငိုပါနဲ့နင်ဘလို့ဖြစ်လို့ဒီအခြေအနေကိုရောက်နေရလဲဆိုတာကိုလည်းငါ့ကိုပြောပြစမ်း။နင်းလိုမျိုးပညာတတ်တယောက်ကမင်္ဂလာဆောင်တွေမှာထမင်းဟင်းလိုက်ချက်တဲ့အလုပ်ကိုလုပ်နေရဟုတ်လား။ဘလို့ပြောပြရမလဲတငယ်ချင်းရဲ့။နင်လက်ချက်ပြီးဘဝတစ်ခုလုံးပြောင်းလဲသွားတယ်လို့မျိုးနင်လက်ထပ်ပြီးရဲ့နောက်ငါ့ဘဝတစ်ခုလုံးလည်းပြောင်းလဲသွားတယ်။ငါအကြောင်းကနေပြီးတော့ပြန်လာနေခဲ့တဲ့တရက်မှာအမေစီကနေပြီးတော့ဖုန်းဝင်လာခဲ့တယ်။ဟယ်လိုအမေဘာဖြစ်တာလဲ။ အမေအရန်ကိုစိတ်ပူနေတယ်လို့မျိုးပဲအတန်တွေကလည်းတုံနေရပြောပါအမေဘာဖြစ်လို့လဲဟေးဟုတ်တယ်တမီးရဲ့ရင်တုံရမဲ့ကိစ္စတခုပဲပြောစရာရှိလို့ပါတမီးရဲ့အဖေအခုပဲစိုင်းသွောဖွင့်နေရလဲကိုယူပြီးတော့ဈေးထဲကိုသွားနေတဲ့အချိန်မှာပဲကာသမားတယောက်ကသူ့ကိုအနောက်ကနေဖြတ်တိုက်သွားတယ်ဘာပြောတယ်အမေအဖေအစင်မပြေရလားအမေရဲ့အဖေအစင်ပြေရလားဟင်မပြေဘူးတမီးမပြေဘူးမပြေဘူးသူ့ဒဏ်ရာတွေအများကြီးရထားတယ်အခုစေးရုံကိုတင်ထားရတယ်နေအမြန်ဆုံးအစိုးရစေးရုံကြီးကိုလိုက်လာခဲလိုက်တော့နော်အမြန်တော့ပါအန်ဂီတာရဲ့ ဒီသတင်းကိုကြားခဲ့ရတဲ့အခါမှာအန်ဂီတာကတော့သူ့အဖေကိုစေယုံတင်ထားတဲ့စေယုံကိုအမြန်ဆုံးလိုက်သွားပါရီ။သူမစေယုံကိုရောက်ရှိသွားခဲ့တဲ့အချိန်မှာတော့ဘဝတစ်ခုလုံးပြတ်သလိုခံစားလိုက်ရပါရီ။သူမစေယုံကိုရောက်ရှိလာခဲ့တဲ့အချိန်မှာတော့သူမရဲ့ဖခင်ဖြစ်သူအသက်မရှိတော့ပါဘူး။ကွဲလွန်သွားခဲ့ပါပြီ။အရန်ကြီးလည်းဝမ်းနဲ့မနေပါနဲ့ဗျာ။ကိုဟောက်ကိုလည်းထိမ့်ပါအောင်။ခမရဲ့အဖေအခုဆိုရင်တော့ကွဲလွန်သွားခဲ့ပြီ။အိုဖျားသခင်ဒုက္ခပါပဲ။ဒါပေါ်ရီဖြစ်ကုန်တာလေ။ဖော်ရီဖြစ်ကုန်ကြလေ။အခုကျမနဲ့ကျမရဲ့အမေဘယ်လိုနေရမလဲဘယ်လိုရက်တီကြရတော့မှာလဲ ဖခင်ဖြစ်သူကွဲလွန်သွားခဲ့ပြီးတဲ့နောက်မှာတော့အန်ကီတော့အတော်လေးစိတ်ဓာတ်ကျသွားပါတယ်။သူမငိုပဲငိုနေပါတယ်ဘာလို့လို့ဘာကိုင်းရမှမသိရောပါဘူး။ဒါပေမဲ့လည်းဘလို့မစိုးသူမကိုဟော့ကိုထိန်းသိမ်းထားခဲ့ပါတယ်။သူမရဲ့ဖခင်ဖြစ်သူကိုလည်းမီးရှော့တကြိုပေးလိုက်ပါတယ်။ဖခင်ဖြစ်သူကွဲလွန်သွားခဲ့တဲ့နောက်မှာတော့မိခင်ဖြစ်သူကိုပဲသူမအားကိုးပြီးနေထိုင်ရတော့မှာပါ။မိခင်ကတော့ယောက်ျားဖြစ်သူကွယ်လွန်သွားခဲ့တဲ့နောက်မှာအတော်လေးစိတ်ထက်ကြသွားပါရဲ့။ရဲ့အနေနဲ့ကြမှာတော့သူလည်းနေမကောင်းဖြစ်သွားပါရဲ့။သမီးရဲ့အမေကတော့လေသမီးကိုပဲစိတ်ပူတယ် အမေဒါတခုတ်ခုတ်ဖြစ်သွားရင်တော့ငါသမီးလေးဘယ်လိုလုပ်မလဲအမေရဲ့အခုလည်းမပြောပါနဲ့အမေရဲ့အမေဘာမှမဖြစ်ဘူးနော်သမီးအမေကိုအကောင်းမွန်ဆောင်ဆေးကုသပေးမယ်တီလားအန်ကီတာကလည်းပတ်စံအတွက်စွရင်မနေဘဲသူ့အမေကိုဆေးကုသပေးခဲ့ပါရီအိမ်မှာဆုဆောင်ထားတဲ့ပတ်စံတွေအားလုံးလည်းကုန်သွားခဲ့ပါပြီနောက်တော့သူမအကျွေးရအောင်ယူပါရီဒါပေမဲ့သူမရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးအလကားဖြစ်သွားပြီးသူ့အမေလည်းတရမကွဲလွန်သွားခဲ့ပါရီအမေရဲ့အမေဘာဖြစ်လို့ကျမကိုထားသွားရတာလဲ ကျမအခုပဲတို့အာကိုပြီးရောအသက်ရှင်ရမလဲအမေအမေကျမအတွက်တော့စဉ်းစားပေးတဲ့နာပေါ့ဖယားသခင်ကျမရဲ့အမေကိုကျမကိုပြန်ပေးပါအမေကိုပြန်ပြီးရောအသက်ရှင်အောင်လုပ်ပေးပါကျမအမေမရှိဘဲနဲ့မနေနိုင်ဘူးရှင်ကျမဘလောက်ပဲငိုနေခဲ့ပါစေဘာမှထူးခြားမလာခဲ့ဘူးအမေလည်းကြွယ်လွန်သွားခဲ့တယ်အကျွေးရယူထားတာအရန်ကိုများနေတဲ့အခါကျတော့အိမ်ပါပါသွားခဲ့တယ်ဒီလိုနဲ့ငါလမ်းပေးရောက်ခဲ့ရပဲဘလို့မဆိုငါနေထိုင်ဖို့အတွက်လိုအပ်တော့ဒီအလုပ်လေးကိုလုပ်နေခဲ့ရပါဒီလိုနဲ့အန်ကီတာလည်းငိုနေခဲ့ပြန်ပါတယ် ူတငယ်ချင်းရဲ့ဘဝအကြောင်းမှန်ကိုတည်သွားခဲ့တဲ့အခါမှာစံဂီတလေးငိုနေခဲ့ရပေါ့အဂီတရဲ့နေဆိုးရွားတဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရတယ်နော်အခုတော့ငါအနေနဲ့အတူတူရှိနေရပဲမငိုပါနဲ့အခုငါတယောက်လုံးရှိတယ်နေဘာမှစောရင်စရာလည်းမလိုတော့ဘူးငါငါမိသားစုဝင်တွေနဲ့နေကိုတွေ့ပေးမယ်နော်ဒီတော့စံဂီတကလည်းသူ့မိသားစုဝင်တွေနဲ့တွေ့ပေးလိုက်ပါရယ်နဝင်းကလည်းအဂီတရဲ့အကြောင်းကိုကြားသိခဲ့ရတဲ့အခါမှာအားပေးပြီးတော့ပြောလိုက်ပါရယ်အဂီတရဲ့နေအများကြီးဒုက္ခရောက်ခဲ့ရတာပဲ အခုဘာမှအရန်ကြီးစောင့်ရင်ပုံပန်မနေတော့နဲ့နော်။နေရှာကငိုင်းညမလေးဖြစ်တယ်လို့ဒီနေ့ကစပြီးနေရလဲငိုင်းညမဖြစ်သွားပြီ။ဟုတ်တယ်ဒီနေ့ကစပြီးရောငါမှသမီး၃ယောက်ရှိတယ်လို့ငါမှတ်ထားလိုက်မယ်။ငါရဲ့သမီးလေးရဲ့ငါချွေးမလေးရဲ့နေရဲ့ပေါ့။ဒါရင်ဖဲကောက်အောင်မလဲအန်ကီတာရဲ့နေရဲ့ပါနီပူရီလက်ရာကအရန်ကိုကောင်းတော့လို့ငါတို့ဆိုင်တဆိုင်ဖွင့်ပေးမယ်နော်။ဟေးဟုတ်တယ်အန်ဂီတာရဲ့အဲ့ဒီဆိုင်ကိုတော့နင်ကိုယ်တိုင်ပဲကြီးကြပ်ရလိမ့်မယ်ကြလားဒီလိုနဲ့ဆန်ဂီတာရဲ့ရခမအင်ကာတွေကအန်ဂီတာကိုမွေးစားခဲ့ကြပါတယ် သူကသူ့ရဲ့ပါနီပူရီဆိုင်အကြီးကြီးကိုလည်းဖွင့်လှစ်ပေးခဲ့ကြပါရဲ့။ရန်အနေငယ်အတွင်သူမရဲ့ဆိုင်ကအတော်တော်လေးကိုနမဲကြီးပြီးရောင်းရခဲ့ပါရဲ့။ဒီနောက်မှာတော့နဝင်းကသူညီမလေးနဲ့အတူတူအန်ဂီတာကိုလည်းကောင်းလေးတစ်ယောက်ရှာပြီးလက်ထပ်ပေးလိုက်ပါရဲ့။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဆင်းရဲတဲ့ဒုက္ခဆင်းရဲဆိုတဲ့ပုံမြင်ပဲဖြစ်ပါရဲ့။ရှင်ရလေ။တရားမဟုတ်လားတရားမဟုတ်လား။အမြင်နဲ့ဒီတရားမဟုတ်လားဥတွေကိုပဲအိမ်ကိုယူယူလာတယ်နော်ဘလို့ဖြစ်နေရလဲ။ ရှင်ဟင်းသည်ဟင်းရွက်တွေအများကြီးရောင်းနေဆိုပေမဲ့အမြဲတမ်းကြားမုတ်လာကြီးပဲယူလာနေတယ်။ဘယ်သူမှစားတာလည်းမဟုတ်ဘူး။ကျမလည်းမစားဘူး။ခလေးတွေလည်းမစားဘူး။နောက်နေ့အောင်ဆောက်ပြီးတော့ရှင်ထက်ပြီးအဲ့ဒီကြားမုတ်လာတွေယူလာမယ်ဆိုရင်တော့လေကျမခလေးတွေကိုခေါ်ပြီးမိဘအိမ်ကိုပြန်သွားလိုက်တော့မယ်တိလား။ပြေမိမဒေါသတွေအရန်ထွက်နေအောင်ကိုတွေးကြရတဲ့အခါမှာသူကလည်းရှိလိုက်ပါတယ်။ပြီးရနဲ့သူလည်းစားနောက်လိုက်ကြပေါ့။မင်းရလဲကွာမိဘအိမ်ကိုတော့မပြန်သွားပါနဲ့အချစ်ကလေးမပြန်သွားပါနဲ့မပြန်သွားပါနဲ့။ ဒီအချိန်မှာမုံတားကတော့ဒေါသတွေပိုပြီးတော့ခြောက်လာခဲ့ပါတော့တယ်။တယောက်ကသူ့ကိုအခုလိုစားနောက်နေအောင်ကိုတွေ့ခဲ့ရတဲ့အခါမှာသူဒေါသအရန်ထွက်ပြီးအခန်းထဲဝင်သွားခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာအထဲကနေတကားကိုပိတ်ပြလိုက်ပါတယ်။ပိုလိစ်ကလည်းတကားသွက်ခောက်ပြီးရတဲ့သူ့မိမကိုချော်နေခဲ့ရပေါ့။ကဲတော့ပါတော့အချစ်ကလေးရဲ့တော့ပါတော့ဘာဖြစ်လို့အခုလိုမျိုးလုပ်နေရတာလဲကွာစိတ်မဆိုးနဲ့နော်။တကားဖွင့်တကားဖွင့်အခုထပ်ပြီးရောမင်းကိုမစားနောက်တော့ပါဘူး။ဟုတ်ပြီလားစိတ်ဆိုးပြေပါတော့ကွာ။မဖွင့်ဘူး။ လောင်းဝကိုမဖွင့်ပေးနိုင်ဘူးဒီနေ့ကစပြီးတော့အိမ်မှာအဲ့ဒီပန်းမုံလာဦးတွေထပ်ပြီးတော့မရှူလာဘူးဆိုပြီးတော့ကျမကိုဂတိပေးရမယ်နော်ကျမအဲ့ဒါတွေကိုလောင်းဝမမြင်ချင်ဘူးတကားဖွင့်စားမှာကွာတကားဖွင့်စားမှာမင်းတကားမဖွင့်ဘူးဆိုလို့ရှင်တော့ငါနောက်ထပ်မိမတယောက်အိမ်ပေါ်ခေါ်တင်လာမှာနော်ဒီစကားကိုကြားခဲ့ရတဲ့ခါမှာတော့မုံသားကလည်းအမြင်မြန်ပဲတကားကိုဖွင့်လိုက်ပါတယ်ပြီးတော့ပြောလိုက်ပါတယ်ဘသူ့ကိုခေါ်လာမလဲရှင်ဘယ်သူ့ကိုခေါ်လာမလဲလို့ပြောလိုက်တာလေကျမလည်းသိကျင်သေးတယ်ရှင်ဘယ်သူ့ကိုခေါ်လာမလဲဆိုတော့ခေါ်လာရဲ့ခေါ်လာကြည့်မျက်လုံးကိုဖောက်ထုတ်ပြင်မယ် ဒီအချိန်မှာယခုမှဖြစ်သူကလည်းပြောလိုက်ပါရဲ့။တော်ပါတော့ဟဲ့။နင်တို့တယောက်ကလေးတွေလည်းမဟုတ်ကြဘဲနဲ့ဘာလို့ရံဖြစ်နေကြတာလဲ။ကဲချွေးမလေးအခုထမင်းရင်းလေးပါလေးလဲချက်ပေါင်းတရက်အလုံးပင်ပင်ပမှန်နဲ့သူ့ခမားဈေးရောက်နေရတာလွယ်ကူတာမဟုတ်ဘူး။ကျမဘာချက်ရမှာလဲအမေ။သူအမြဲတမ်းယူလာခဲ့တဲ့တရားမုတ်လာတွေကိုပဲကျမထပ်ပြီးတော့ချက်နေရမှာလား။ငါလည်းတမင်တက်တက်တရားမုတ်လာတွေကိုလိုချင်လို့ယူလာခဲ့တာမဟုတ်ဘူးလေ။ချမ်းသာတဲ့သူအများစုကအဲ့ဒီတရားမုတ်လာတွေပဲငါးစီကနေပြီးတော့ဝယ်ကြတာ။ အဲ့တော့ငါလည်းအများကြီးဝယ်ပြီးတော့ရောင်းနေရောင်းနေရင်တခါတလေအနေငယ်ကြံသွားတဲ့အခါကြောက်လို့ရှင်တော့အိမ်ကိုမယူလာဘူးဆိုရင်ဘာလုပ်ရမလဲတွေ့ပြခဲ့ရမလားကျန်တဲ့ဟင်းသီးဟင်းရွက်တွေအကုန်လုံးကမနက်ကနေညနေဆောင်ဆိုရင်ကုန်သွားရောဟင်းသီးဟင်းရွက်ထပ်ပြီးတော့တဝယ်မယ်ဆိုလို့ရှင်တော့ငါပတ်စံချွေတားလို့ဘယ်ရတော့မလဲအမေရဲ့စေဘွားကားတွေရှိတယ်ခလေးတွေရဲ့အကြောင်းဟောက်ကားတွေကလည်းရှိတယ်အိမ်ရဲ့အတုံးစရိတ်တွေလည်းရှိသေးတယ်ပြီးတော့ဒီအိမ်ကန်းငှားခောက် ဒီအချိန်မှာသူလည်းဘာမှပြောမနေတော့ပါဘူး။ခလေးတွေကတော့အမြဲတမ်းတကြားမဟုတ်လားမစားခြင်းနဲ့တော့အကြောင်းမို့လို့အမေကိုပြောဆိုကြပါရီ။ခလေးတွေကလည်းသူဘလို့ရှင်းပြရမလဲ။ဟင်းသီးဟင်းရွက်တွေရောင်းနေတဲ့အဖေဖြစ်သူကအင်းအတွက်ဟင်းသီးဟင်းရွက်တွေကိုဘယ်တော့မှမဖယ်ထားနိုင်ခဲ့ပါဘူး။အမြဲတမ်းတကြားမဟုတ်လားတွေပဲကြံနေတဲ့အကြောင်းမို့လို့ဒါရီကိုတော့ယူထားခဲ့ကြတာပါ။ဒီလိုနဲ့ပဲဆင်စင်ရဲနဲ့သူတို့မိသားစုဖြတ်ကျော်နေထိုင်နေခဲ့ကြရပါရီ။ပူနီကတော့ယောဂဝေဒနာဆိုတစ်ခုကိုခံစားနေခဲ့ရပါရီ။သူအများဆုံးခွဲစိတ်ကူတာရမှာပါ။ ို့တော့မခွဲစိတ်ဘူးဆိုရင်တော့ယောဂဝေဒနာအခြေအနေပုံမဆိုးရွားလာပြီးအသက်ပါပါနိုင်ပါရည်။တရမတော်ဘုန်းကြီးကလည်းဟင်းဒီဟင်းရွက်တွေကိုဝယ်ပြီးလှဲပေါ်တင်ပြီးနောက်မှာတော့အင်းကိုပြန်လာနေပါရည်။ဘလို့ဖြစ်တာလဲရှင်ဒီလောက်ထိအများကြီးပါလား။ရှင်ဈေးတစ်စည်းလုံးကိုဝယ်လာခဲ့ရလား။အေးဟုတ်တယ်။ဒီနေ့ဈေးထဲမှာတရားမုလာတွေကတတော်လေးကိုဈေးသက်သာနဲ့ရနေရလေ။အဲ့ဒါနဲ့ငါလည်းအများကြီးဝယ်ခဲ့လိုက်ကြ။ငါတို့အစဉ်ပြေမယ်လို့ထင်နေ။ဒါတွေကိုဈေးနှစ်ဆောင်းနဲ့ပြန်ပြီးတော့ရောင်းလို့ရတယ်လေ။ ငါတို့တပတ်လုံးရှာထားတဲ့ပတ်စံကိုဒါရီဝေတာနဲ့ကုံသွားတယ်။ရပါတယ်ရှင်ကိစ္စမရှိဘူး။ရှင်ဒါရီကိုပြန်ရောင်းမယ်ဆိုရင်တော့ကျမတို့ပတ်စံပြန်ရမှာပဲလေ။သူလည်းခဏလေးအနားယူနေခဲ့တဲ့အချိန်မှာပဲဘိုက်တွေအရန်ကိုနာကျင်လာပါတယ်။ဒါကြောင့်သူလည်းအော်ဟစ်နေခဲ့ရပေါ့။ဒုက္ခပဲရှင်နားနေပြီလားဟုတ်လား။ကျမရှိရင်အခုဘလို့စေးရုံခေါ်သွားမလဲ။ခဏလေးတော့ရှင်ခဏလေးတီးခန့်ထားသီးလားကျွန်မအခုချက်ချင်းပြန်လာခင်မယ်မုံတော့အမြန်ဆုံးသွားပြီးအိမ်ပိုင်ရှင်ကိုတကားတစ်ခေါက်လိုက်ပါဘာဖြစ်တာလဲဘာဖြစ်လို့တကားချုပ်နေရတာလဲ ခဏလိုက်ခဲ့ပါအောင်ရှင်။ကျမယောက်ျားကျမ်းမကြီးအခြေအနေဆိုးရွားလာလို့ပါ။သူ့ကိုစရုံကိုအမြန်ဆုံးခေါ်သွားရမယ်။ကိုနီဖ်နဲ့မော်မတာတို့နှစ်ယောက်လုံးကလူကောင်းတွေဖြစ်ကြတဲ့အကြောင်းအိမ်ပိုင်ရှင်ကသူတို့ကိုချက်ချင်းအကူအညီပေးလိုက်ပါရည်။ဆက်ဆဲပြီးသွားတဲ့အခါမှာဆရာဝန်ကလည်းပြောလိုက်ပါရည်။ခင်ဗျားတို့အနေနဲ့သူ့ကိုအမြန်ဆုံးခွဲစိတ်ကုသပေးမှဖြစ်မယ်။ဒီပုံစံတိုင်းဆိုရင်တော့အဆင်မပြေဘူး။သူ့ကိုခွဲစိတ်ကုသဖို့ဆိုရင်တော့ပတ်စံ30လောက်ကုန်လိမ့်မယ်။ ဟုတ်ကဲ့ကောင်းပါပြီရှင်။ဆရာဒါဆိုရင်တော့ခွဲစိတ်ဖို့အတွက်စတင်လိုက်ပါ။ကျွန်မပတ်စံကိုချက်ချင်းစီစဉ်ခဲ့မယ်။ကဲလာဒါဆိုရင်တော့ငါနဲ့ကိုအိမ်ပြန်လိုက်ဖို့ပေးပါမယ်။သူနဲ့အိမ်ကိုပြန်သွားပြီးနောက်မှာတော့ဆုဆောင်ထားတဲ့ပတ်စံလေးအနည်းငယ်ကိုသာတွေးခဲ့ပါရီ။သူနောက်ထပ်ပတ်စံလိုအပ်နေခဲ့တဲ့အတွက်ကြောင့်မလို့အကျွေးရုံုံကလည်းဘာနီလန်းမှမရှိတော့ပါဘူး။ဒုက္ခပဲဘယ်သူ့ကိုတော့ပြောရမလဲ။တဲရောက်တော့ငါအကူကြီးတော့တောင်းမှဖြစ်မယ်လေဒီလိုနဲ့သူကလည်းအကူကြီးတောင်းဖို့အကြွားချွားခွာလာခဲ့ပါရဲ့ ဟိပန်ရှင်ကြီးစီကိုသွားပြီးနောက်မှာတော့ပတ်စံအနေငယ်ချိပေးဖို့အတွက်သူမတောင်းဆိုလိုက်ပါတယ်။အေးပေါ့လိုအပ်တဲ့အချိန်မှာတယောက်ကိုတယောက်အကူအညီပေးရမှာပေါ့။ငါ့သမီးလေးမင်္ဂလာဆောင်ဖို့အတွက်ငါ့မှာစုဆောင်ထားတဲ့ပတ်စံရှိတယ်။အဲ့ဒီပတ်စံကိုပဲယူသွားလိုက်ပါတော့။ငါ့ရဲ့သမီးလေးလက်မထက်ခင်မှာမေးဒီပတ်စံတွေကိုပြန်ဆက်လိုက်မယ်ဆိုပြီးတော့ငါယုံကြည်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမကဒီကျေးဇူးတရားတွေကိုတတ်တတ်လုံးဘယ်တော့မှမိမှာမဟုတ်ပါဘူး။မောင်သားကလည်းပတ်စံယူပြီးနောက်မှာတော့ဈေးရုံကိုလာခဲ့လိုက်ပါတယ်။ ဒီလိုနဲ့မောင်မသားကလည်းပတ်စံယူပြီးဈေးရောင်ကိုရောက်ရှိသွားခဲ့ပြီး၄နာရီကြာမြင့်သွားခဲ့တဲ့အခါမှာတော့ကဲကျွန်တော်တို့ခမရယောက်ျားကိုဈေးကူတပေးပြီးသွားပါပြီအခုလောလောဆယ်တော့သူတတိလင်းနေတုံးပဲခဏနေလို့ရှင်တော့ခမရသူ့ကိုကြွေးလို့ရပါပြီပတ်စံသွင်းပြီးသွားခဲ့ပါပြီပူနစ်လည်းတတိပြန်လဲလာပါတယ်၄ရက်ကြာမြင့်သွားခဲ့တဲ့ခါမှာမောင်မသားကသူ့ယောက်ျားပူနစ်ကိုအိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်အခုရှေ့ဆက်ပြီးဘာလို့ရင်ကောင်းမလဲဆိုတော့ကိုတမစင်စားနေရင်စိတ်ရှုံနေခဲ့ပါတယ် ပူနေပြတန်ရကတော့ခွဲစိတ်ထားတာဖြစ်တဲ့အတွက်အနားယူဖို့လိုအပ်ပါတယ်။ဒီမှာအခုအိမ်ရဲ့အတုံးစင်းအတွက်ပတ်စံရှာရတော့မှဖြစ်ပါတယ်။အိမ်မှာရှိတဲ့ပတ်စံတွေအားလုံးကိုဒီမှာခွဲစိတ်ခအနေနဲ့တုံးဆွဲလိုက်ပြီးပတ်စံထက်ချီခရပါသည်။ချီထားတဲ့ပတ်စံတွေကိုလည်းမိန်ကလေးရဲ့မင်္ဂလာဆောင်မတိုင်းခင်မှာဒီမှာပြန်ဆက်ရမှာပါ။တကယ်လို့သူ့ယောက်ျားအိမ်ရဲလဲနေမယ်ဆိုရင်တော့ပတ်စံကိုဘလို့ရှာရင်ကောင်းမလဲဆိုပြီးသားဒီမှာကြွေးနေခဲ့ပါတယ်။ကျမလေးရေဒီတရားမဟုတ်လားတွေကိုဘာလို့မှလဲအိမ်မှာပဲထားမယ်ဆိုရင်တော့အကောင်ပြည့်စည်းကောင်လေးမြေတစ်ခုခုလောက်အောင် ဘလို့လောက်ရမလဲအမေရဲ့အခုလောလောဆယ်သူလည်းအေးရကနေချနိုင်သေးရမဟုတ်ဘူးလေအားအကြောင်းကျမပဲဒါတွေကိုတွားရောင်းချခဲ့မယ်ဆိုရင်ရောမကောင်းဘူးလားဒီအချိန်မှာကလေးနှစ်ယောက်လုံးကလည်းအပြင်ကနေဝင်လာခဲ့ကြပြီးပြောခဲ့ပါတယ်မမေရဲ့တမီးတငယ်ချင်းအိမ်မှာဟယ်လိုဝါထိုးနေရဲ့မှွေးနေရပဲတမီးတို့ကလည်းမမေဟယ်လိုဝါထိုးကြည့်ပါလိုက်ဟယ်လိုဝါဟုတ်လားအိမ်မှာရွှေကြီးကလည်းမရှိပါဘူးအိမ်မှာအခေါ်မှာဒီဝိနဲ့တတိကျောက်တွေတည်းရှိပါတယ် အိမ်မအရင်ကျောင်းကရှိတဲ့အခေါ်မသေးတွေနဲ့တတိယကျောင်းတွေအိမ်မဧည့်သည်လာတဲ့အခါကျရင်ကျွေးလို့ရအောင်လို့သူမသိမ်းထားတာရှိပါသေး။ရွှေကြည်အမောက်မရှိဘဲနဲ့ဟလဝါကိုဘယ်လိုလုပ်ရှင်ကောင်းမလဲဆိုတာကိုလည်းသူမစဉ်းစားနေခဲ့ပါသေး။ဒီအချိန်မှာသူမကလည်းတရားမဟုတ်တော့ဦးရေကိုတတိယသွားပါသေး။သူမလည်းစဉ်းစားလိုက်ကြဖို့ဒီနောက်သူမကလည်းအသီးတွေကိုထုတ်ပြီးတော့တတိယချာလှီးဖြတ်လိုက်ပါသေး။သူမထောပတ်တွေထည့်ပြီးနောက်မှာတော့အသီးတွေကိုထည့်တရားထည့်ပြီးနောက်မှာတော့ဟလဝါဖြစ်အောင်လုပ်လိုက်ပါသေး။ ဒီနေ့အားလုံးအတွက်ကျမမတူညီတဲ့ဟာလိုဟာတမျိုးချိုးလာခဲ့တဲ့စာကြီးကြောင့်ဒါရီအားလုံးကိုစားပြီးသွားရင်တော့ပြောပြတော့အရသာဘလို့လဲဆိုတော့ကိုလေအမေကလည်းလှုပ်ပြန်ပြီးဒီတကြားမုတ်လာရဲ့ကြီးပဲစားနေရတဲ့စိတ်ညစ်လာပြီဗျာမစားကြုံမစားကြုံတအားတော့ကတော့ရွှေကြီးဟာလိုဟာပဲစားခြင်းနဲ့တားရဲ့တော့အရင်ဆုံးစားကြည့်လိုက်စမ်းမအောင်စားကြည့်လို့မကြိုက်ဘူးဆိုရင်တော့ဒီနေ့အစပြီးတော့ပန်းမုတ်လာဥတွေဘတော်မှထပ်ပြီးတော့မလှုပ်ကြအောင်နော်ဒီလိုနဲ့အားလုံးကလည်းအတူတူဟာလိုဟာကိုစားကြည့်ခဲ့ကြပါလေသူတို့စားပြီးရဲ့အခါမှာအရသာကိုအကြောလေးသဘောကျနှစ်သက်ကုန်းကြတာပေါ့ ဒီနောက်သူတို့ဟလဝအကုန်လုံးကို2မိနစ်အတွင်းစားလို့ကုန်သွားခဲ့ကြပါတယ်။ကောင်းတယ်ချွေးမလေးရတကယ်ရစာရှိပြီးတော့စားလို့ကောင်းတယ်ဒီလောက်ဒါဆိုရင်တော့ဒီလိုလုပ်လေဒီမှာရှိနေတဲ့အသီးတွေအကုန်လုံးကိုတော့နေဟလဝပဲထိုးလိုက်တော့အဲ့လောက်ထိဟလဝတွေအများကြီးထိုးပြီးတော့ကျမဘာလို့ရမှာလဲအမေရဲ့ကျမတို့ဘယ်သူ့ကိုမှလည်းဝေဖို့မရှိဘူးနော်။ရောင်းလို့လည်းမရဘူးလေ။အမေရလည်းရောင်းလို့ရတယ်ဘာလို့မရမှာလဲဒါတွေကိုရောင်းပြီးရင်တော့ကျွန်တော်တို့ပတ်စံတွေအများကြီးရသွားလိမ့်မယ်။သူ့သားလေးပြောတဲ့စကားကိုကြားခဲ့ရတဲ့ခါမှာတော့မောင်သားလေးစဉ်းစားနေခဲ့ပါသေးတယ်။ ီနောက်မှာတော့သူကလည်းဟလဝါတွေကိုလှုပ်ဖို့အတွက်ပြင်ဆင်ခဲ့ပါသည်။ပတ်စံလိုအပ်လာခဲ့တဲ့အခါမှာရခမဖြစ်သူကစူးစောင်းထားတဲ့ပတ်စံအနေငယ်ကိုထုတ်ပေးလိုက်ကြပါဦး။ဟလဝါတွေထိုးပြီးရနောက်မှာတော့သူကအိုးထဲမှာဖြည့်ထည့်ထားလိုက်ပါသည်။တယောက်ကြာဟင်းဒီဟင်းရွက်ရောင်းတဲ့လှဲပေါ်မှာဟလဝါတွေကိုတင်ပြီးသူမှသွားရောင်းခဲ့ပါသည်။ပူနီကတော့သူ့မိမကြိုးစားနေရကိုတွေ့ခဲ့ရတဲ့အခါမှာအတော်လေးဝမ်းနဲ့သွားခဲ့ပါသည်။ဒါပေမဲ့သူလည်းဘာမှမတတ်နိုင်ခဲ့ပါဘူး။မောင်တော်အခုချိန်မှာအလုံးလို့ဖို့အရန်ကိုအရေးတကြီးလိုအပ်နေခဲ့ပါသည်။ ဒါကြောင့်မို့လို့ဟလွာရီရမယ်အရသာရှိတဲ့အတင်းနဲ့လောက်ထားတဲ့ဟလွာရီပါလာစားကြပါအောင်ရှင်ကျမ်းမရင်နဲ့လည်းညီညွတ်တယ်အရသာလည်းအရှမ်းကောင်းတယ်လူတွေကပထမအိုးဆုံးအချိန်ထိဟလွာကိုတွေးကြရပါသူတို့လည်းဟလွာကိုစမ်းစားကြည့်ခဲ့ကြပြီးဝမ်းသာပျော်ရွှင်သွားခဲ့ကြပါရဲ့ဒါတော့အရသာကောင်းတဲ့ဟလွာကိုသူတို့ဘဝမှာဘယ်တော့မှမစားခဲ့ဘူးပေါ့ဗျမမသားလည်းအရင်နေ့မှရင်ပတ်စံအများကြီးရှာနိုင်ခဲ့ပါရဲ့ဒီနေ့မှတော့သူအရှမ်းကိုဝမ်းသာပျော်ရွှင်နေခဲ့ပါရဲ့ကြည့်ပါအောင်ရှင်ကျမဟလွာတပန်းရောက်တာငွေ2000မြတ်ခဲ့ရတယ်တိလား နောက်ထပ်အသီးတွေအများကြီးကြံသေးတယ်ဆိုတော့မနေ့ပြန်ကျမထပ်ပြီးတော့ရောက်မယ်သီလားဟုတ်လားမမသားရေတကယ်ပြောတာလားငါဖြစ်ယုံတော့မယုံနိုင်ဘူးရှင်အမြန်ဆုံးနေကောင်းတော့အောင်ကြိုးစားပါရှင်အရင်ကကျမတို့တယောက်လုံးအတူတူမုတ်ဆက်ရောင်းကြမယ်ဟုတ်ပြီလားနောက်နေ့မှမမသားကတော့ထပ်ပြီးဟလိုအားတပန်ထိုးလိုက်ပါတယ်ဒီလိုနဲ့သူကလည်းဒီစေးအတိုင်းရောင်းချလိုက်တော့ငွေတွေထပ်ပြီးအမျက်တွေရလာခဲ့ပါတော့တယ်အခုဆိုရင်တော့မမသားနေ့စဉ်နေတိုင်းဟလိုအားတွေကိုထိုးပြီးရောင်းချနေခဲ့ပါတယ် တို့မရရှိတဲ့ပတ်စံကတဝက်လောက်ကိုတော့ပစ္စည်းတွေပြောင်းဝယ်ဖို့အကြောအသုံးချပြီးအကြံတဲ့ပတ်စံတွေကိုတော့စုဆောင်းထားခဲ့ပါတယ်။သူချေယူထားတဲ့ပတ်စံတွေကိုလည်းအခုဆိုရင်တော့ပြန်စနိုင်သွားပါတယ်။ပူနိကလည်းကျမကြီးပြန်လဲကောင်းမွန်လာခဲ့ပြီးရဲ့နောက်မှာတော့သူမိမကိုအကူအညီပေးခဲ့ပါတယ်။တနေ့ကြမြင့်သွားခဲ့တဲ့အခါမှာဟလဝါရောင်းလို့ရတဲ့အမြတ်ငွေနဲ့သူတို့အိမ်တိမ်ကိုကောင်းကောင်းမွန်မွန်ဆောက်လုပ်နိုင်သွားခဲ့ပါပြီ။ရက်ကွက်ထဲကသူတွေကသူတို့ရောင်းတဲ့ဟလဝါကိုအရန်သဘောကျနှစ်သက်တဲ့အတွက်လာဝယ်စားကြပါတယ်။တကယ်ပြောတာမင်းတော့မရှိဘူးဆိုရင်တော့ငါဘာမှလုံးနိုင်မှာမထင်ဘူး။ ဒီနေ့အထီးလန်ကဟင်းသီးဟင်းရွက်တွေကိုပဲရောင်းနေအောင်ပါကျမကြောက်မဟုတ်ပါဘူးရှင်ရဲ့တကြားမဟုတ်လားဥရေကြောင့်ပဲအဲ့ဒါကြောင့်ကျမတို့အခုလိုမျိုးချမ်းသာလာတာဒါပေမဲ့ငါကတော့မင်းကိုပဲ credit ပေးရကွာဒီစကားကိုကြားခဲ့ရတဲ့ခါမှမုံတာဝမ်းတာပြောရွှင်စွာနေရှိမောင်းနေခဲ့ပါတယ်ဒီနောက်အားလုံးကလည်းချမ်းချမ်းသာသာပြောရွှင်စွာနေနေထိုင်သွားခဲ့ကြပါရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်